မင်္ဂလာပါ The Six Buddhist Council ဆတ္ထသင်္ဃာယနာ continued ဆက်လက်ပြီးတော့လေဒီဆတ္ထသင်္ဃာယနာ တင်ပွဲမှာပါတဲ့အကြောင်းအချက်ကိုဆက်လက်ပြီးမျှဝေသွားပါမယ်ရှိမှဆိုရင်လေဒီဆတ္ထသင်္ဃာယနာတင်ပွဲအကြောင်း Now ဆတ္ထသင်္ဃာယနာ တင်ပွဲနဲ့ဆက်လင်းပြီးတော့ထားရှိခဲ့တဲ့ရည်ရွယ်ချက်တည်းရေနောက်ပြီးတော့ဒီဆတ္ထသင်္ဃာယနာတင်ပွဲမှာ တိပိကတရာရွေးချယ်ရေးစမိဝဲအကြောင်းနဲ့ပတ်သက်တာတွေကိုဖျောက်ဝေသွားခဲ့ ပြီးပါပြီ။အခုဆက်လက်ပြီးတော့လေဒီသထသင်္ဃာယနာ တင်ပွဲမှာပေါ့နော်စလုထမြောက်အချက်ဖြစ်တဲ့ဒီသထသင်္ဃာယနာ တင်ပွဲကျင်းပရာဒိသနဲ့ပတ်သက်တဲ့အကြောင်းကိုဆက်လက်မျှဝေပါမယ်။နောက်အလုံးကတော့အဲသိရှိထားကြပြီးသားပါ။ဟိုတင်ပြီးမျှဝေပြီးတဲ့ ီဒီယိုလေးကိုနားထောင်လိုက်မယ်ဆိုရင်တော့ပေါ့နော်ဒီဘုဒ္ဓတအနေနဲ့ပေါ့နော် ပြန်လဲပြီးတော့မှတ်သားသိရှိဈေးကိုရည်ရွယ်ပြီးတော့မှဒီအကြောင်းအရာတွေပေါ့နော်အရာတွေကိုဆက်လက်ပြီးတော့မျှဝေနေတာဖြစ်ပါတယ်အခုမျှဝေနေတဲ့အကြောင်းကိုနားထောင်လိုက်တာနဲ့ပေါ့နော်ဒီခုရေဒီထေရဝါဒဗုဒ္ဓသာသနာတော်တည်တဲ့ပြန်ပွားထွန်းကားစီဖို့တန်ဃာတော်ရဲ့အကျိုးပန်းအထုချက် ခဲ့ကြပုံနေရဲ့တန့်စင်နဲ့ပိရိကတ်မူလေးပို့ထွန်းလာပုံကိုလည်းပေါ့နော်ဒါအဲသိရှိစီဘူးเนาะဘ ഹു တုတတရားအဖြစ်မျှဝေနေတာ ဖြစ်ပါတယ်ဒါကြောင့်မို့အဲနားထောင်ပြီးကြပါလို့တောင်းဆိုပါတယ် The place where the Six Buddhist Council was held. ဒီသတ္တသင်္ဃာယနာ တင်ရဒေတာအကြောင်းကိုဆက်လက်ပြီးတော့ကြည့်ရအောင်ပါ the two buddhist council were convened in myanmar မြန်မာနိုင်ငံမှာဆိုရင်ဒီသင်္ဃာယနာတင်ပွဲကြီးနှစ်ကြိမ်ကျင်းပခဲ့တာလေသိရှိကြပြီဖြစ်ပါတယ်နော်ဒီ the first was convened in mandalay upper myanmar ပထမအကြိမ်သင်္ဃာယနာတင်ပွဲကိုတော့မန္တလေးမြို့မှာကျင်းပခဲ့တယ်နော်ရှိမှလည်းဒီ fifth buddhist council ဟာမန္တလေးမှာကျင်းပခဲ့တယ်ဆိုတာလေမျှဝေခဲ့ပြီးပါပြီ in the reign of King Mindon AD 1853 1878And the tenth monarch of Kongbong Dynasty, it is generally called the Fifth, Fifth Buddhist Council. The Patama Ajin Bono, the Yamanangama Jimbare Tega, the Patama Ajin, Tingayana Timwe Guru, Mandali Myuma, the 10th monarch of kong mong dynasty နော်ကုန်းမောင်မင်းဆက်ရဲ့ဆယ်ဆက်မြောက်မင်းတုံးမင်းကြီးရဲ့လက်ထက် AD 1853 1878 1853 1888ဒီကုနစ်ဒီမှာ the 5th buddhist council ပြစ်စမတင်ငါရနာတင်ပွဲကြီးကိုကျင်းပခဲ့တယ်ဆိုတာလည်းရှိမှမျှဝေခဲ့ပြီးဖြစ်ပါတယ် မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီသင်္ဃာယနာတင်ပွဲနဲ့ပတ်သက်ပြီးနှစ်ကြိမ်မြောက်ကျင်းပခဲ့တယ်။ပထမတစ်ကြိမ်ဟာဒီအထက်ဗမာပြည်မန္တလေးမှာပေါ့နော် first council ကိုကျင်းပခဲ့တယ်။အဲ့ first မြန်မာနိုင်ငံမှာ first council ရလေဒါသင်္ဃာယနာတင်ပွဲကြီးတွေမှာထင်ရှားတဲ့နေရာ၅ကြိမ်မြောက်သင်္ဃာယနာတင်ပွဲကြီးဖြစ်တယ်။နော်အဲ့ ကျင်းပခဲ့တဲ့အချိန်ကလည်း AD 1853 1878အဲဒါကကုန်းပောင်မင်းဆက်ရဲ့ဒီဆယ်ဆက်မြောက်မင်းတုံမင်းကြီးရဲ့လက်ထက်မှာဒီပြင်စမသင်္ဃာယနာတင်ပွဲကြီးကိုနော်ခံကနနာ စီကားတိုက်မြိတ်စွာနဲ့နော်ဒီမြမသမိုင်းမှာမှတ်တမ်းမှတ်ရာတစ်ခုအဖြစ်တကယ်ကို record ကြီးပေါ့နော်ဒါဘုရားဘာသာဆိုင်ရာလီစာအာထား ီဂုံယူရလောက်တဲ့ပွဲတော်ကြီးကျင်းပခဲ့တယ်ဆိုတာလေအလိလာမှတ်သားသိရှိရပါတယ် The second was held with the support of the devout people in Yangon Luar Myanmar ဒုတိယအကြိမ်တင်ခဲ့တယ်ပေါ့နော်သင်္ဃာယနာတင်ပွဲကြီးကိုဒီအောက်ဘမပြည်မှာ လူထုရဲ့ support နဲ့ပေါ့နော်ဒီ sponsor ပေးခဲ့တာပြည်သူလူထုကပေးခဲ့တာနဲ့ကျင်းပခဲ့တယ်ဒီ council စထသင်္ကရနမြန်မာနိုင်ငံမှာဆိုရင်တော့ဒုတိယအကြိမ်ပေါ့နော် in 1954 the aftermath aftermath of newly attained independent အဲ့ဒီပေါ့နော်လွတ်လပ်ရေးရရှိပြီးတော့ 1954ခုနှစ်မှာပဲပေါ့နော်အဲအတိအတိပေါ့နော်ဒီလွတ်လပ်ရေးရရှိပြီးတဲ့အချိန်မှာပဲအထူးတလည်ပြုမှုဆောင်ရွက်ခဲ့တာကတော့ဒီ1954ခုနှစ်မှာ အောက်မြန်မာနိုင်ငံမှာပြည်သူလူထုရဲ့ထောက်ခံမှုဒါရီကာပြုပြီးတော့မှဒီဆက်ထသင်္ကရဏကိုကျင်းပခဲ့တာ it was commonly called the six buddhist council တဲ့ ဒါကိုဒါအများတိမှတ်ပြုထားတာတော့သတ္ထသင်္ဃာယနာတင်ပွဲကြီးရဲ့လို့အတိမှတ်ပြုထားလားမြန်မာနိုင်ငံမှာဒုတိယအကြိမ်တင်ခဲ့တဲ့သင်္ဃာယနာ တင်ပွဲကို ED 1954ခုရန်ကုန်မြို့မှာပြည်သူ လူထုကတရားကပြုပြီးတော့မှ Six Buddhist Council သတ္ထသင်္ဃာယနာ တင်ပွဲကိုကျင်းပခဲ့တယ်ဒါဟာလွတ်လပ်ရေးရရှိပြီးတဲ့အခါမှာကြီးမားဆုံးသောတကယ်ကိုမြန်မာနိုင်ငံရဲ့အထင်ကြီးရ တဲ့ record ကြီးတစ်ခုဖြစ်တဲ့သာသနာတော်တန်ရှင်ကြီးဆောင်ရွက်တော်မူခဲ့တဲ့ဒီသတ္ထသင်္ကရဏတင်ပွဲကြီးဖြစ်တယ်ဆိုတာလေလီလာမှတ်သားသိရှိရပါတယ်ဒါကရန်ကုန်မှာ တင်ခဲ့တဲ့သင်္ကရဏတင်ပွဲကြီးပါဟုတ်တော့ these two the supporter of the fifth was kin mindong or ko mountain stream 1814 to 1878အဲ့ဒီသင်္ဃာယနာ တင်ပွဲကြီး နှစ်ခုမှာ ပြင်စမသင်္ဃာယနာတင်ပွဲကိုတော့တင်ပွဲရဲ့ဒါရိုက်တာကြီးကတော့ဒီကုန်းပေါင်မင်းဆက်နော်ဆေစမြောက်ထဲကမင်းတုံမင်းကြီး လက်ထက်8814 1898ခုနှစ်ဖြစ်တယ် နော်ဒါမြန်မာနိုင်ငံမှာရှိမှပြောခဲ့ပြီးသားနော်အဲတင်ဂါယနာ တင်ပွဲကြီးနှစ်ခုကျင်းပခဲ့တယ်အဲမှာပထမအကြိမ်တင်တာကတော့ဒီကုန်းပေါင်းမင်းဆက်ထဲကဒီမင်းတုံမင်းကြီးလက်ထက်မှာကျင်းပခဲ့တယ်ဒုတိယပွဲကတော့ရန်ကုန်မြို့မဟာပတနလှိုင်ဘူးမှာကျင်းပခဲ့တာ The place was before the riot that the thrown in the Ninan Pyatat which was composed of over 100 halls in newly constructed Mandalay Yeranavung city built by King Mindun in 1857. ဒီသင်္ဃာယနာတင်ညာဌာနကတော့မင်းတုံမင်းကြီး AD 1859နှစ်ခုနှစ်ကအသစ်တည်ဆောက်ခဲ့တာပေါ့နော်မန္တလေးရေနာဘုံရွှေမြို့တော်တကြီးအတွင်မှာအဆောင်ပေါင်း100ကျော် ပါဝင်နေပေါ့နော်100 halls အဆောင်မောင်းတရားကျော်ပါဝင်နေမြေနှမ်းပြတ်သက်တိဟာတနပလင်ရှိမှာနော်ဒီသင်္ဃာယနာတင်ပွဲကိုကျင်းပခဲ့တယ်ဆိုတာဖြစ်ပါတယ်သင်္ဃာယနာတင်ပွဲကြီးနှစ်ခုပြစ္စမသင်္ဃာယနာတင်ပွဲရဲ့ဒဏ်ရာကတော့မင်းတုံမင်းကြီး AD 1814 1888ဖြစ်တယ်သင်္ဃာယနာတင်တဲ့ဌာနကတော့မင်းတုံမင်းကြီး AD 1859မှာ အတိတ်တောင်ခဲ့တဲ့မန္တလေးရတနာဘုံရှင်မြို့တော်တည်ကြီးအတွင်အဆောင်ပေါင်းတရာကျော်ပါဝင်တဲ့မြေနှမ်းပြသက်သီဟာတနပလင်တော်ရဲ့ရှေ့မှာ သင်္ဃာယနာတင်ပွဲကြီးကျင်းပခဲ့တယ်ဆိုတာဒီလာမှတ်သားသိရှိရပါတယ် The fifth council was held there by 2,400 members of Sangha in 1871. အဲ့ဒီဒီပြင်စမတ်တင်္ဃာယနာတင်ပွဲကိုမြေနန်းပြတ်သက်တိဟာသနပလင်တော်ရဲ့အရှိမှာပဲ AD 1880ခုနှစ်မှာတန်ဃာတော်ပေါင်း2400ပါလို့ ਨੇ ဒီရသော်ဖျားရှင်ရဲ့ပိဋကတ်တော်တွေကိုနှုတ်တဲ့အောင်ဆောင်ပြီးတော့ဆင်းရင်ကျင်းပခဲ့ကြတာဖြစ်တယ်ဒီပြင်စမတ်တင်္ဃာယနာတင်ပွဲကြီးမှာဆိုလို့ရှိရင်အားလုံးသိကြတဲ့အတိုင်း မန္တလေးဒီရတနာဘုံမှာမင်းတို့မင်းကြီးရဲ့လက်ထက်အီဒီ1887မှာမင်းတို့မင်းကြီးအုပ်စိုးစင်ကကျင်းပခဲ့တယ်။နော်ဒီဘုရားရဲ့တရားဒေသနာတွေကို နော် recite လုပ်ပြီးတော့မှရွတ်စုခဲ့ကြတယ်။ထေရဝါဒပါဠိခန္ဓာနေကိုလည်းနော်ဒီပင်စမသင်္ကန်းရနာတင်ပွဲမှာဆိုအများကြီးလှုပ်ဆောင်မှုတွေနော်ရှိခဲ့တယ်ဆိုတာလည်းရှိမှာမျှဝေခဲ့ပြီးဖြစ်ပါတယ်။အဲ now ဒီ ပြင်စမသင်္ဃာယနာတိမဲမှာဆိုလို့ရှိရင် venerary ပဲမဟာထေရစကရာဘိဝင်သားကနဲ့ not three elders ကနေဥဆောင်ပြီးတော့တန်ခါနိုင်ကာကြီးတွေကြီးမှုပြီးတော့ကျင်းပခဲ့တယ်။ no venerary ပဲမဟာထေရစကရာဘိဝင်သားတို့ venerary ပဲနရိန္ဒာဘိတ္တဆာနော်အဲ venerary ပဲမဟာထေရစုမင်္ဂလာစာမိနော်အစရှိတဲ့တန်ခါကြီးတွေဥဆောင်ပြီးမှတန်ခါအပါ2400နဲ့ ဒီပြင်စမသင်္ကာရဏတင်ပွဲကြီးကိုကျင်းပခဲ့တာလေသိရှိကြခဲ့ပြီးဖြစ်ပါတယ်။အဲဒီဓမ္မ recitation ကိုဒီရွတ်ဆိုခဲ့ကြတာဟာဆိုလို့ရှိရင်သင်္ကာရဏတင်ပွဲကြီးဟာ၅လကြာမြင့်ခဲ့တယ်ဆိုတာလေဒါရှိမှလေဒါပြောခဲ့ပြီးပါပြီ။အဲ King Mindong ကတော့ဒီ Fit Buddhist Council ရဲ့စပုတာကြီးတယောက်ဖြစ်တယ်ဆိုတာလေအဲအလုံးဒါဘုဟုတ္တအဖြစ်ကိုလ ీల မှတ်တာသိရှိ Jaya Bali. At that time, the Mandalay Jiranabong, where the Fifth Buddhist Council was held, center of Raya Rinchen, and also a people's trail, city of the state. The set, Pinsamadingayana, no? I think I'm not in Wejin မန္တလေးရတနာဘူးဟာရှီတုံးကနိုင်ငံအုပ်ချုပ်တဲ့သူဘီရင်မင်းမြတ်ရဲ့အထင်းနှန်းဆိုင်တဲ့ဌာနဖြစ်ခဲ့တယ်။ဒါကြောင့်လေဒီနိုင်ငံတော်ရဲ့အချက်ချာကြတဲ့မြို့တော်တွေမှာဆိုရင်ဒီလိုပွဲတော်ကြီးတွေကျင်းပခဲ့တာဖြစ်တယ်။နော်ဆတ်ထသင်္ဃာယနာတင်ပွဲမှာဆိုရင်လည်းရန်ကုန်ဟာမြန်မာပြည်ရဲ့မြို့တော်ဖြစ်လို့အဲ့ဒီအချိန်မှာဆတ်ထသင်္ဃာယနာဟာရန်ကုန်မှာကျင်းပခဲ့တာဖြစ်တယ်။ဒီပြင်စမသင်္ဃာယနာကတော့အဲ့ဒီ ခေခါတော့ကအဲမန္တလေးယရနာဘုံနေပြည်တော်ဟာဒီနိုင်ငံအုပ်ချုပ်သူမင်းမြက်ကနော်ထီနန်းဆိုင်ခဲ့တဲ့ဒေသဖြစ်တယ်အဲမြန်မာနိုင်ငံရဲ့အချက်အခြားကြတဲ့နေရာဒေသမြို့တော်လည်းဖြစ်ခဲ့တယ်ဒါကြောင့်ပဲပေါ့နော်ဒီပြင်စမတင်ငါရင်တာတင်ပွဲဟာမန္တလေးမြို့မှာကျင်းပခဲ့တာ ဖြစ်နိုင်ပါတယ်ဖြစ်လဲဖြစ်ပါတယ်ပေါ့နော်ဒီ တိုင်းနိုင်ငံတစ်ခုမှာဆိုရင်ဒီလိုအထင်ကြီးရပွဲတော်လို့ရင်ဒီထင်းနှိုင်းဆိုင်တဲ့နေရာအချက်ချာကြတဲ့နေရာ မြို့တော်တိုင်းပြည်နိုင်ငံတစ်ခုရဲ့မြို့တော်တွေမှာဒီလိုကျင်းပခဲ့ကြပါတယ်။အဲကြောင့်မို့ဒီပြည်စမတင်ကရနာတင်ပွဲကျင်းပရာမန္တလေးရတနာဘုံဟာအဲ့ဒီခေတ်အခါတုန်းကနိုင်ငံအုပ်ချုပ်သူပြင်းမင်းမြတ်ရဲ့ထင်းနှိုင်းဆိုင်ရာဌာနဖြစ်ခဲ့လို့နိုင်ငံတော်ရဲ့အချက်အချာမြို့တော်ဖြစ်ခဲ့လို့ပြည်စမတင်ကရနာတင်ပွဲဟာမန္တလေးမြို့မှာကျင်းပခဲ့တာ ဖြစ်တယ်ဆိုတာကိုလေလိလာမှတ်သားသိရှိရပါတယ် After the 83 years of convened the Fifth Buddhist Council ဒီပြစ်မတင်ငါရနာ တင်ပွဲကြီးပြီးတဲ့နောက်နှစ်ပေါင်း83နှစ်အကြာမှာနော်ဒီပြစ်မတင်ငါရနာတင်ပွဲပြီး83နှစ်မှာ အကြာမှာပဲ during the time of the government mains of the union of myanmar ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရလက်ထက်မှာပဲ The Six Buddhist Council was held in Yangon Yangon မှာဆက်ထပ်သင်္ဃာယနာတင်ပွဲကျင်းပခဲ့တယ်။ Bind the Devout Buddhists of Myanmar in 1954 1954ခုနှစ်မှာပဲဒီရန်ကုန်မြို့နယ်လူထုသင်္ဃာယနာတင်ပွဲကြီးအဖြစ်ကျင်းပခဲ့တာเนาะ ဒီပြင်စမတင်ကရင်နာတင်ပွဲကြီးပြီးတဲ့နောက်နှစ်ပေါင်း83နှစ်မှာအကြမှာပဲပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရလက်ထက်1954ခုနှစ်မှာပဲစစ်ထသင်္ကရင်နာတင်ပွဲကိုမြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ရန်ကုန်မြို့မှာလူထုသင်္ကရင်နာတင်ပွဲအဖြစ်ကျင်းပခဲ့ရဆိုတာလ ీల မှတ်သားသိရှိရပါတယ်။ a little bit of the background history so Yangon city is worth mentioning here ဒီနေရာမှာတော့ဘောနော်ရန်ကုန်မြို့ရဲ့တမိုင်းနောက်ခံအကျဉ်းကိုဖော်ပြတင်ပါတယ်ဒါပေမဲ့အခုမျှဝေပြီးတာကဆက်ထပ်တင်ခရင်နာတင်ပွဲကိုဥတီတာကြောင့်ဒီရန်ကုန်မြို့ရဲ့တမိုင်းအကျဉ်းကိုတော့အခြားဒီ channel တွေမှာတွားရောက်ပြီးတော့ကြည့်ရှုလေ့လာပေးနိုင်ပါတယ်အခုမျှဝေပြီးခဲ့တဲ့ အကြောင်းအရာကတော့ဗောနော်ဒီဆတ္တသင်္ကာယနာတင်ပွဲကျင်းပရာနေရာဒေသနဲ့အဲပတ်သက်တယ်ဗောနော်ဆတ္တသင်္ကာယနာတင်ပွဲမှာတင်ပွဲကိုဗောနော်ကျင်းပခဲ့တဲ့နေရာဒေသကိုအဲပူချခဲ့တာဒီမှာပဲရင်နာပါမယ်နောက်ကျန်တဲ့အပိုင်းကိုလည်းဆက်လက်ပြီးတော့မျှဝေသွားမှာ ဖြစ်ပါတယ်